်လွဲမှာလဲဆိုရင်ရတရားဟောလွဲမှာလဲဆိုရင်ရဆိုရင်ရဘယ်နှချက်ပါနှချက်ပါနှချက်ရှိပြိတ္တကာကနေတော့ဩတရားနာလွဲမှာလဲဆိုရင်ရတယ်ဆိုတရားနာတို့ကုသိုလ်ရတယ်လို့အောင်းမေဆိုရင်ရတယ်လို့သုံးတာတရားဟောတဲ့ပုဂ္ဂိုလ်လေဟောတဲ့ပုဂ္ဂိုလ်ကကုသိုလ်ရတယ်လို့ဆိုပြန်တော့သူလွဲနေပြန်လို့ရှိရင်လေအဲသူပဲကြောင်းမှာပဲ ဆိုတော့အခုစွေးနေရတာဘယ်နှချက်ပါလဲနှချက်ပါတရားအားလို့မှလဲစိုးရိမ်ရတာတရားလို့မှလဲစိုးရိမ်ရတာစိုးရိမ်ရတယ်ဆိုတာဘုရားကဟောခဲ့တာဘုန်းကြီးကဒကာဓမ္မတွေနားလည်မှုရှိအောင်လို့သာခြေပိုင်းမှာကုချပြီးပြနေတယ်လို့မှတ်ရမှာနော်မှန်ပါဘုရားဒွေမေဘိက္ခွေတတ္ထရတံအဘစိခန္တိဘိက္ခွေယံတို့မင်းငါပြဒွေနှစ်ပါးသောတရားတို့ဖြင့် ။တခါတန်ငါဖះကိုအပ္ပစိတ်ခံသည်သူတို့ဆွဆွဲကြကုန်၏။ငါဆွဆွဲနေတာနှစ်ခုရှိတယ်ကွာ။ဖះပြန်မှန်းနေတယ်။မှန်ပါဘူး။ဖះဩရာဒီကားတဲ့ဆရေရှင်ဖြင့်ဖះကိုဆွဆွဲလိုက်တာကိုနှစ်ခုရှိတယ်။မှန်ပါဘူး။ဓမ္မတော့ဘယ်လောက်ရေးကြည့်တယ်ဆိုတော့ဒရားနာလွယ်လို့ရှိရင်ဖះကိုဆွဆွဲ။မှန်ပါဘူး။တရားလွယ်လို့ရှိရင်ဖះဆွဆွဲပါ ဘုရားဆွဆွဲတယ်ဆိုတော့ဘုရားကဒွေမေပိတ်ကလေးတတ္ထတံအပ္ပစိတ်ခန္တိကတမေတွေငါဘုရားသခင်ကိုရမေကြီးကိုမင်းတို့ဆွဆွဲနိုင်တာငါကိုမလေးစားပဲနဲ့ဖြစ်နိုင်တာမင်းတို့မှာနှစ်ခုရှိတယ်တဘောကြကြတရားနာလွယ်လို့ဆွဆွဲမှုလည်းရှိတရားလွယ်လို့လည်း ဆိုစွမ်းကြည့်ပါရှိနိုင်တယ်ဆိုတဲ့ဥစ္စာကိုခရကဒုက္ခနိဗ္ဗာန်အငုတ်ထုံမှာသေသေးချာချာဟောသည်အမှန်ရရခဲ့တယ်လို့သာမှတ်ပေတော့အမှန်ပါဩတော်တော်ရေးကြည့်ပါလားတရားနာလွဲရင်လည်းအခက်ကြီးပါလားမဆိုရဘူးလားဆိုရပါဘူးတရားတော်လွယ်လို့ရှိရင်လည်းအခက်ကြီးပါလားဆိုတဲ့ဥစ္စာ ဒါကလားဖြန့်ပြီးဟောတဲ့တရားလို့ဘုရားတို့မောင်နှင်းတို့ကိုမြင့်တို့ကမေးကြတယ်။မှန်ပါဗျာ။ဘုရားတည့်ဟောလို့ပြောရခြင်းဖြစ်တယ်ဆိုတဲ့ဒကာရမတွေသေချာစဉ်းစားနေတာပါ။မှန်ပါဗျာ။ငါဘုရားကွာတဲ့။ငါဘုရားကိုစွတ်စွဲနိုင်ကြသည် တွေးမေဘိက္ခေတတ္တကတံအပ္ပါစိတ်ခန္တိ။ဘိက္ခေယံတို့မေငါဘုရားတွေးနှစ်ပါးသောတရားတို့ကိုနားမလည်ခဲ့ပြီဆိုတော့တတ္တကတံငါဘုရားကို အဘစိတ်ခန်းတွေတို့ဆွတ်ဆွဲကြတယ်ဘုရားတော်ပြောတာပဲဒီနေရာတစ်မျိုးကိုနေရာတစ်မျိုးပြောတယ်ဒီလိုလဲဆွတ်ဆွဲတတ်ကြွားကဲဘယ်တော့ကြောက်ရှာကောင်းဘုရားဘုရားပြမတတ်တယ်ဆိုတဲ့အိဗေဘေဒကဓမ္မတို့မှန်ပါပါအဲဒါဖြင့်ဘာရောလို့မဲတဲ့အခါကျတော့ကတမေရေနေရတံတုတ်တံတံနိတ္တကတုတ်တံတံတိပဇာနာတိ ်ငါကဆောင်းပြီးတဲ့ကလာဟောထားတဲ့စကားကို तू ကတက်ရဲ့ဟောတဲ့ယူလိုက်ရင်လည်းငါဖျက်ဆွဆွဲတာပဲမှန်ပါဆောင်းပြီးဟောထားတဲ့တရားကိုတက်ရဲ့ယူလိုက်ရင်လည်းမရပါဘူးငါဖျက်ဆောင်းဟောတာကိုငါရှင်းပြမယ်ဖာနာသာဒီတရားဓမ္မတွေကြားပြီးတဲ့ဝတ္ထုပဲထုတ်ပါဖာနာသာဒီကလည်းဆိုလို့ရှိရင်ဖြင့်တဲ့ မဆောဖျားခင်ကိုရမကြီးတရားကိုသူသည်နွားကြောင့်သားကလည်းကြောကုပေါ်မှာတပြားလေးဒုက္ခလေးထောက်ပြီးကာလပေါ်လိုက်လို့ရှင်တရားဘုပြက်ချီရဲ့မောပါဘူးငါတရားပဲနာပါတော့မယ်ငါသိခြင်းသိပါကြောဆိုပြီးကာလဖန်းနတာကဖားကတရားနာနောက်တရားနဲ့ပဲဒီတန်ကျက်နဲ့ပဲအသက်ထွက်ဝิญဉ်ထုတ်သွားအဲ့ဒါနတ်ပြေသွားဖြစ်တယ်ဖန်းနတာ ဆိုတော့အော်ဖားရငါသားသွားဖြစ်တာပဲလို့မဆိုနိုင်ဘူး။မှန်ပါပါ။ဖားရငါသားသွားဖြစ်တယ်လို့ဆိုလို့ရှိရင်တရားဓမ္မရူတ။ဖားရတော့ငါသားမဖြစ်နိုင်တာမှန်ပဲ။မှန်ပါပါ။ဖားရတော့ဖြင့်ငါသားမဖြစ်နိုင်ပါဘူး။ဖားနိုင်ရုပ်ကဒီရင်ချုပ်။မှန်ပါပါ။သဘောကျ။မှန်ပါပါ။နတ်နိုင်ရုပ်ကတခြား။မှန်ပါပါ။ဖာနာယုတ်ကဒီရင်ချုပ်ပါဒီရင်ချုပ်တယ်တို့ရစမလိုက်ပါဘူးမှန်ပါပါ မလိုက်တော့ဘာနာဖားကငါသာသောဖြစ်တယ်လို့ခမရယူလိုက်တော့ကိုညာဒီဖားတွေပြန်လဲနတ်သာသောဖြစ်တယ်ဆိုတော့ဆက်ခမရတဲ့ရယူလိုက်လို့ရှိရင်ဒါဟာတဲ့သတ္တရာတိဟိပဲသွားသောကြောင့်ဘုရားကူကဒီလိုဟောတာပဲဖားကူကနတ်သာဖြစ်တော့ပါတယ်လို့ဟောထားတာပဲတဲ့တို့ဖြင့်ဒီတိုင်းပဲတရားနာရတဲ့ချင်းနတ်သာဖြစ်တာပဲဆိုပြင်ကျွတ်လည်းဖြစ်ရပါပဲ ီလိုကမယူပေးဘူး။ယူပါဘူး။ယူခဲ့သေးသေးတာဓမ္မတော့ကျွတ်တို့ကျွတ်တို့ပဲသွားမလို့နတ်ဖြစ်ရင်မှတော့ပုံမရှိဘူး။မှန်ပါဘူး။ကျွတ်တို့ပဲနတ်ဖြစ်မှာ။သူများနတ်ဖြစ်တာမဟုတ်ဘူး။ဒီလိုမယူလိုက်ပေးဘူး။ယူလိုက်တဲ့အခါကျတော့ဓမ္မတွေကညာနဲ့စဉ်းစားတော့ဩဖားရုံနဲ့တခြားနတ်ရုံနဲ့ကတခြားပါဘူး။တခြားနဲ့ အဲ့ဒီတရားတွေကိုဘယ်နဲ့ဖားရမှာသတ်သွားဖြစ်တယ်ဆိုတဲ့အိိပဲယူလိုက်လို့ရှိရင်ဖြင့်ကိုကပေါင်နိုင်လို့ကိုမြင့်တို့သတ္တရဒိဋ္ဌိပဲမသွားလားသွားပါဘူးဒီလိုဆိုတော့ခင်ဗျားတို့ကလည်းမြင်မှာဖားရရဏသံဖြစ်ပါဘူးကွာခင်ဗျားတို့ကသိပြီးတဲ့ပုဂ္ဂိုလ်ကမပြောနိုင်ဘူးလေပြောနိုင်ပါဘူးမဖြစ်တယ်ဒီသုတ္တမဒီလိုပဲလာသဘောကျဒီလိုပဲလာတယ်ရှားမှာကိုဒီတိုင်းဟုတ်စားတော့ဟုတ်တာပေါ့ ဘုရားကဆောင်းဟောထားတာကိုကတည့်ရဲ့ဟောတာဆောင်းပြီးဒီကရဟောတာဘောကူကနတ်သားဖြစ်တယ်လို့ယူလိုက်လို့ရှိရင်ဒကာဓမ္မတွေကဘယ်လိုဆုံးဖြတ်ချက်ချအဲ့ဒါဆောင်းဟောတဲ့နေရတာသုတ်တံကိုနိတ္တတနိတ္တတသုတ်တံဖြစ်နေယူလိုက်တဲ့တွေ့တဲ့ငါဘုရားဆွတ်ဆွဲတာပဲဘောကူကနတ်သားဖြစ်တယ်လို့ယူလိုက်လို့ရှိရင်ငါဘုရားဆွတ်ဆွဲတာပဲဟုတ်ပါဘူး သဘောကြကြဲကတရားနာမှားတာနဲ့ဘယ်နှဖြစ်ကြသတ္တရာဖြစ်ဒိဋ္ဌိဖြစ်သွားဘုရားကဒီလိုဟောတယ်လို့ကိုယူလိုက်တာပဲမှန်ပါဘုရားကတော့ဒီယုံနာဒီမှာချုပ်ဒီလိုတည့်သွားဝိပိဒကာလနိတ္တနေရထာနဲ့ဆောင်းပြီးဖားကနသဖြစ်သွားတယ်ဟေးလို့ဟောတော့ဟောတာပဲမှန်ပါမဟောရပဲဟောပါဟောကဝါညာကလည်းဒီကယူလိုက်တယ်ဖားကဝန္တသဖြစ်တယ်မှန်ပါ တခါလေရေပလိုက်တဲ့ခါကြတယ်တကယ်ဓမ္မတွေပါရိတိဖြစ်သွားတယ်သတ္တရာဖြစ်ပါဖတ်သေးသွားတယ်သေသွားပဲမဲ့သူ့ဝิญဉဏ်လေးကနှက်ဖြစ်သွားဖြစ်တယ်ဒီလိုယူလိုက်ရဲ့သတ္တရာဒိဋ္ဌိဖြစ်တာပါဖြစ်ပဲဘူးလားဖြစ်ပါအခုစေတနာလေးကသုက္ကံလေးကတခါလေဟိုမှာသွားပြီးနှဲ့ဥကြီးဖြန်ဆင်းလိုက်တယ်နှဲ့ဥကြီးဖြစ်အောင်လုပ်ပြန်တယ်လို့ဒီစေတနာလေးကလုပ်ပြန်တယ်ဆိုလို့ရှိရင်လည်း စေနာလေးကမပြောင်းမပြက်ဖင်းနဲ့ဖြစ်ပြန်တော့သတ္တရဒိဋ္ဌိပဲပဲပြေးတယ်။မှန်ပါပါ။သဘောကျလား။ကျပါပါ။ဒါဖြင့်တရားဓမ္မတို့ဘယ်နဲ့ကြောင့်ဒီဒိဋ္ဌိပဲပြေးဝင်သွားပါလိမ့်မလဲလို့မေးလို့ရှိရင်ဖြင့်ဆောင်းသီးကလာဟောထားတာတဲ့ရဲ့ယူလိုက်တဲ့တွေ့တဲ့တရားနာမှလည်းဒိဋ္ဌိဖြစ်။မှန်ပါပါ။သဘောကျ။ကျပါပါ။ဘယ်လိုကြောင့်ဒိဋ္ဌိဖြစ်ပါ။တရားတရားနာမှလည်းဒိဋ္ဌိဖြစ်ပါ။တို့ဒီလိုဖြစ်နေတဲ့လူမရှိဘူးလားလို့ မေးကြည့်တာဘောကိုဖာကိုကနတ်သားဖြစ်သွားတာအေးမင်းတို့ကြိုးစားနာကြဖာတော်နတ်သားဖြစ်သေးကွဖာကကိုဖြစ်သွားတာကွငါသေးချာပြောမကွဆိုလို့ရှိရင်တော့သေချာခက်သွားတာမှန်ပါဘာရည်ရည်ဖြစ်သွားသတ္တရည်ဖြစ်သွားကဘာဖြစ်ဘာပဲလို့ကြံဒီပုဂ္ဂိုလ်ကသူ့လိုလိုမွေးကြရပါတဲ့သတ္တရဒိဋ္ဌိလားတရားနာမှဖြစ်လာတာလားတရားနာမှဖြစ်တော့ဒါဖြင့် တရားနာမှာဖြစ်လာတဲ့သတ္တရာတွေရှိတာဘုရားကဆောင်ဟောတာကို तू အတက်ရဲ့ယူလိုက်တဲ့အတွက်သူ့မှာဘုရားနဲ့ဆွဆွဲတာပဲကွာမှန်ပါဘုရားမေဘိက္ခေတတ္တတံအဘယစိတ်အဘစိတ်ကံတိဘိက္ခေယံတို့မင်္ဂလာဗျာဒွေးနှစ်ပါးသောတရားတွေကိုနားမလည်ခြင်းကြောင့်အဘစိတ်ကံတိတတ္တတံငါဘုရားကိုအဘစိတ်ကံတိသူတို့ဘုရားကွာဒီလိုဟောတာပဲလို့ဘုရားဆွဆွဲချလိုက်တာမှန်ပါအပေကြကုန်တာပေါ့မှန်ပါမကြဘူးလားမကြပါဘူး ဘောပါကြရဲ့လားဒါကဘယ်နဲ့ကြောင့်ဒီသတ္တရဒိဋ္ဌိပဲပြေးသွားပါလိမ့်မလဲလို့မေးဖို့မလိုဘူးလားအင်းဘယ်ဒိဋ္ဌိဝင်သွားလဲဘယ်နဲ့ကြောင့်သူသတ္တရဒိဋ္ဌိဖြစ်လာပါလိမ့်တရားနာပါတရားနာပါတပည့်ရဘုရားကဆောင်ဟောတဲ့သုတ်တန်ဒေသနာကိုတိတ်ရိုက်ယူပလိုက်တာကိုဖားကူကနတ်သက်ဖြစ်တယ်မဖြစ်မရှိရဘူး မင်းတရားကလည်းဖြစ်ရမယ်နတ်သားမှန်ပါတကယ်တကယ်ဓမ္မတို့စေနာလေးကလိုက်တဲ့သဘောလေမှားသေးတာပဲဘာကနတ်သားဖြစ်တယ်ဆိုတဲ့ဥစ္စာလည်းတကယ်လည်းခန္ဓာချင်းဆက်ပြီးတကယ်လည်းနေတာပဲအဲ့ဒီကဲတော့ခန္ဓာချင်းဆက်နေပြန်တဲ့သတ္တရာတွေရှိမှန်ပါစေနာချင်းစေနာချင်းဆက်နေပြန်ရောစေနာမချုပ်ဘဲနဲ့ဆက်နေဒီစေနာဘယ်သွားမလဲကွာ ဒီစေရနာသူတရားနာတဲ့စေရနာဘယ်သွားမလဲကွာဘယ်မသွားဘူးဒီညာရှိနေတယ်ဆိုတော့သတ္တရဒိဋ္ဌိကလည်းလာသေးတယ်မှန်ပါပါမလာဘူးလားမှန်ပါပါအဲ့ဒါဒါဘယ်နဲ့ကြောင့်ဒီဒိဋ္ဌိကြီးကြီးကျယ်ကျယ်ဖြစ်ရပါလိမ့်မလဲလို့မေးလို့ရှိရင်ဘယ်နဲ့ဆိုပါတရားနာမှားတရားနာမှားလို့သတ္တရဒိဋ္ဌိပဲသွားရမှန်ပါဒီလိုမှားတဲ့ဓာရီလေဒီလိုဝေဝံပေးမဲ့ပုဂ္ဂိုလ်သူကိုပုဂ္ဂိုလ်မြတ်ကို မတွေ့ခဲ့တော့လေဒီလိုယူနေတဲ့ပုံကိုယ်တွေလည်းအများကြီးရှိတယ်ဆိုတာကိုဘာလို့မှမမင်းနဲ့သိချာရှိမှန်ပါမရှိပဲဘူးရှိပါဘာကဝန္နာသဖြစ်တာပဲမှန်ပါသဘောကျလားမှန်ပါအဲ့ဒီလိုဆိုလို့ရှိရင်ဖြင့်စေနာကပဲတစ်ခါတော့ကလိုက်ပြီးဒီကလည်းလှုပ်ပေးနေတဲ့အဓိပ္ပာယ်မျိုးမကြဘူးလားစေနာမချုံမပြောက်ခွင်းနဲ့ကိုကဒီလိုလိုက်လှုပ်နေတယ်ဆိုရင်ကဘာရည်ဖြစ်မှာသတ္တရာဖြစ် ဒါဘယ်နဲ့ကြောင့်ဖြစ်ပါလိမ့်မလဲလို့တရားဓမ္မတွေကကြက်ခတ်ကြည့်တော့တရားဓမ္မရှင်းမလားရှင်းပါဘူးဒါကြောင့်တရားဟောမှားလို့လေတရားဓမ္မတို့ဘုရားကအဲတည့်ရဲ့ဟောထားတာကို तू ကဆောင်ပြီးဒီကရချက်ထွန်ပြီးအချက်မှားသောကြောင့်လေတရားဓမ္မတို့ဘာဖြစ်ရလဲဒါတည်းရောဒိဋ္ဌိပြရပြန်တာပဲဘုရားဆွဆွဲရမရောက်ဘူးလားရောက်ပါအဲ့ဒါကြောင့် တရားဟောတဲ့ပုဂ္ဂိုလ်လေဒိဋ္ဌိလွတ်အောင်ဟောနိုင်မှာဒိဋ္ဌိမလွတ်အောင်မဟောနိုင်လို့ရှိတရားဓမ္မတို့တရားဟောရင်းနဲ့ပဲဒုက္ခရောက်ပါမှန်ပါပါသဘောကျကြပါလွယ်တဲ့အလုပ်လို့ခင်ဗျားတို့ဆိုကြလွယ်ပါတရားဟောတာဒိဋ္ဌိလွတ်အောင်မဟောနိုင်ခဲ့သောအဘိဓမ္မာလည်းမနိုင်လို့ဒိဋ္ဌိလွတ်အောင်မဟောနိုင်ခဲ့သောကိုယ်ကဘယ်ဘက်သွားမလဲ ဝါရိမေသဒ္ဒရာရိမတော်ပါနဲ့ဆိုရရပါမရပါရှင်းမလားရှင်းပါအဲ့တော့ဘုရားရှင်ကိုရမေကြီးကတရားဓမ္မတို့တရားရေဟောထားတာကိုကိုအချက်လွန်တာနဲ့ပဲတခါတယ်တရားဓမ္မတို့ခန္ဓာစားအချက်ပိတ္တကာလနေတတ်မှန်ပါမချက်ပဲဖြတ်ဖြတ်ပါသူကဲဆိုဆက်တဲ့ခါကျတော့တရားဟောတတ်တဲ့ဒိဋ္ဌိကြောင့်ဟောတဲ့ပုဂ္ဂိုလ်မှာဒိဋ္ဌိ မခွာတိုင်းတဲ့အတွက်ဘုပုဂ္ဂိုလ်လည်းမဖို့မဆိုင်သူလည်းဒိဋ္ဌိမဖြုတ်တတ်တဲ့တွေ့တဲ့မြတ်စွာဘုရားဆွဆွဲရရောက်ပြီးသူပဲကြတာမှန်ပါသဘောကျကျဒါဖြင့်ဒီနှစ်နှလုံးဟာမနေ့ကချဲမနေ့ကတဲ့ပုံမူပိရိကာလဒယနာမှားလို့လေအပေရောက်ပြီမှန်ပါသဘောကျဘုရားကိုဆွဆွဲနိုင်တယ်မဖို့မှတမ်းနေတယ်သဘောကျကျ တရားဟောမှလို့လေမဖို့မှတမ်းနေတယ်ဖះကိုဆွဆွဲတယ်မှန်ပါဘူးဒီလိုမဖြစ်နိုင်ဘူးဖြစ်နိုင်ပါဘူးအပ္ပန္တန်ကြောက်เสียကောင်းတယ်ဆိုရဲဆရာတရားဓမ္မတို့စာကုလေးပြတ်ဟောနေတော့ဖြစ်ဘူးဆိုတာသေချာမှတ်ပါမှန်ပါဖြစ်ပါမလားမဖြစ်တော့ဒိဋ္ဌိမကွာတဲ့ဆိုတော့တက္ကရာကလည်းပါခြင်းပါသောမယ်အဲသတ္တရာရောပါတိပါတော်ဥစေရာရောပါတိပါတော်နိဗ္ဗာန်မဟုတ်တဲ့ရင်ဥစေရာပဲတခါတည်းသွားတာ ဥစ္စေရပဲသေချာသွားတာပဲအနိဗ္ဗာန်များမဟုတ်တယ်လို့ရှိရင်ဖြင့်ဥစ္စေရပဲသွားတာပဲဆိုပြီးဒီကလာတရားဓမ္မတို့တရားဟောမဟုတ်တတ်တဲ့အတွက်နိဗ္ဗာန်ဟောရလို့ရှိရင်ဥစ္စေရပဲသွားတတ်မှန်ပါကြောက်เสียမကောင်းဘူးလားမှန်ပါခိုင်းဒါဖြင့်ဘုရားခင်ကိုရမေကြီးကဖြင့်ငါဘုရားဆွတ်ဆွဲတာဘယ်နှစ်ချက်တည်းဖြစ်ဖြစ်ပါငါဘုရားကိုသူတို့မယူတော့မဆရတတ်နဲ့ငါဘုရားကိုဆွတ်ဆွဲပြစ်တင် ပြီးဒီကရသူတို့အပေရောက်လာတဲ့ဥစ္စာနှစ်နည်းသဘောကျလားတဲ့ဘယ်ဝိပြီးဒီကရဆောင်းပြီးဒီကရဟောတဲ့တရားကိုတဲ့ရဲ့ယူလိုက်လို့ရှိရင်ငါပြတ်ဆွဆွဲတဲ့ရဲ့ဟောကြတာကိုအချက်လွန်လို့ဆွဲယူသွားပြန်လဲငါပြတ်ဆွဆွဲတယ်မှန်ပါတယ်သဘောကျလားဘယ်နှမျိုးပါလဲနှမျိုးပါဒါဖြင့်ခင်ဗျားတို့ နိုင်ကြည့်ကြည့်နဲ့ထောင်ကြပြီတော့တဲ့တရားဟောတယ်ဆိုပြန်လို့ရှိရင်လည်းသူ့ကြောင့်ဒုက္ခဖြစ်မှာလဲဆိုရသေးတယ်။နိုင်ကြည့်ကြောင့်ဒုက္ခဖြစ်မှာလဲဆိုရသေးတယ်။ဒီပါဠိတော်တွေကိုလည်းလူတိုင်းကလည်းမတွေ့တော့ကိုထင်ရကိုပြောပြီးသူများရေးတဲ့စာအုပ်လမ်းဆုံးဖျားဟောတဲ့စာအုပ်ကိုမကြည့်နိုင်။ဒီလိုဆိုလို့ရှိရင်ပြခင်ဗျားတို့ဗဇက်ကပြောတိုင်းပြောတိုင်းဟာဒိဋ္ဌိပါနေ။မှန်ပါဗျာ။ 啦，你费教系讲嘅，出来，你别个信包啦。